ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တွင်နိုင်ငံတော်မှငလျင်ထောက်ပံ့ငွေများပေးရတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလျင်ကြီးကျောင်းနေပြည်တော်အတွင်းရှိငလျင်ပေးသိမ်းပြည်သူများအတွက်ပျက်စီးမှုများပေါ်မူတည်ပြီးနိုင်ငံတော်မှထောက်ပံ့ငွေပေးရခဲ့ကြောင်းသိရပါတယ်။ ၎င်းဘေးရပွဲတွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနကထောက်ပံ့နေနေပြည်တော်ကောင်စီရဲ့အတွင်းရှိတည်ဆုံးသူတအုပ်လျင်ငွေကျပ်3သိန်းလုံးဖြင့်169ဦးအတွက်စုစုပေါင်းထောက်ပံ့ငွေကျပ်969သိန်းကိုပေးအပ်ခြင်းဖြစ်ပါတယ်။နေပြည်တော်ကောင်စီဥက္ကဋ္ဌကနိုင်ငံတော်မှထောက်ပံ့နေတည်ဆုံးသူတအုပ်လျင်ငွေကျပ်10သိန်းလုံးဖြင့်169ဦးအတွက်စုစုပေါင်းထောက်ပံ့ငွေကျပ် တိမ်မောင်1990သင်ကိုထောက်ပံ့ပေးရခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အဆောက်အုံများထိခိုက်ပျက်စီးခဲ့မှုများနဲ့ပတ်သက်ပြီးလည်းအဆောက်အုံပျက်စီးမှုများအပေါ်မူတည်ပြီးနိုင်ငံတော်မှထောက်ပံ့မှုများကိုဆောင်ရွက်ပေးသွားမှာဖြစ်ကောင်းထိခိုက်ဒဏ်ရာရရှိရလူနာများအားယာယီစေယုံများဖွင့်လှစ်ပြီးစံမာရေးဆောင်ရှောက်မှုပေးလျက်ရှိနေစေဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။